ောချစ်သူတို့ငူပွဲနဲ့ပြင်ဦးလွင် မြို့ပေါ်ကဓမြတိုက်ပွဲကို allegation review မှာပြောမှာမြို့လေကောင်းကြီးဗျာပြင်ဦးလွင်စစ်တပ်မြို့တော်တောက်ကြီးတောက်ကျဲတွေပြောပြီးမြို့လေကောင်းဓမြတိုက်ပြီး လုံချိုကြီးတယောက်ကိုတနက်နဲ့ပြစ်တက်နေတဲ့တရားဦးတွေစိုးမိုးမှုကင်းမဲ့နေတဲ့အချိန်นี่ဒါရီမဲလာဆိုတော့စောချစ်သူငူပွဲဝင်ပါပြီမျက်ရည်ဆက်လက်နဲ့ဒီနေ့စောချစ်သူဒူးနဲ့မျက်ရည်တော့ရတဲ့နေ့ ်ရှင်းလားဘာဖြစ်လို့လဲဘာဖြစ်လို့လဲကိုလူမဲကျော်ရဲ့အဲမေးပြီစောจิตသူကိုကိုရဲ့စောจิตသူရဲ့ဖခါစောจิตသူဒူးထောက်စောจิตသူရဲ့အဲဒီဘောမစောจิตသူကဘောမလားသူကြားဖြတ်တရားခံတယောက်ရှီဆောင်ချမ်းဒီနေ့တရုတ်နိုင်ငံကိုထိုင်းနိုင်ငံကပြန်လဲပုတ်ဆောင်ထိုင်းနိုင်ငံမှာဖန်ဆီးထားတယ် မြောက်ဝတီရွှေကုတ်ကိုကြားဖြတ်မြို့တစ်ကိုတီထောင်တဲ့ရှီဇမ်ဂျီဇမ်ဂျမ်မြောက်ဝတီမှာကာစီနိုယုံတွေအွန်လိုင်းစီးပွားရေးလုပ်ငန်းမှာယင်းဤမြုံနံတယ်ရထိုက်အင်တာနက်ရှင်နယ်ဟိုးဒင်းကုမ္ပဏီလီမိတက်ဥက္ကဋ္ဌအဲ့တော့သူ့ကိုနိုဝင်ဘာ10ရက်နေ့မှာထိုင်းနိုင်ငံယူကန်တရားရုံးနိုင်ငံကရာဇဝတ်မှုများအွန်လိုင်းလောင်းစားလုပ်ငန်း200ကျော်တရားမဝင်လုတ်ကင်ခဲ့တော့ ကြားဖြန့်ငွေလိန်ဂိုင်းဒီဒါရီရဲ့အဓိကခေါင်းဆောင်လို့ဆိုတဲ့ season ချန်ကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးမယ်လို့ဒိုင်းတရားယုံကအတည်ပြုလိုက်ပါတယ်ဆုံးဖြတ်လိုက်ပါတယ်အဲ့တော့ဒီ season ချန်မေတုနာမရခွာခတ်တရုတ်နဲ့ကမ္ဘောဒီးယားနိုင်ငံသားနှစ်နိုင်ငံခံယူထားတယ်နော်တရုတ်ငွေယွန်း 2985ဘီလီယံထိုင်းဘတ်နဲ့တွက်မယ်ဆိုရင်စနစ်ဒသမ6ထရီလီယံကျော်လိမ်လည်ခဲ့တဲ့ကာစီနိုဝက်ဆိုက်236ခုထပ်မနေလုတ်ပြီးတော့တကဘာလုံးကလူတွေတရုတ်နိုင်ငံသားတွေကိုအဓိကပြစ်မှတ်ထားလိမ်လည်မှုများအတွက်တရုတ်ကအလိုရှိရာဇဝတ်ကောင် 2022ခုနှစ်မှာထိုင်းနိုင်ငံဘန်ကောက်မှာထိုင်းဆိုရကဖမ်းဆီးလိုက်ပြီ2022ခုနှစ်နိုဝင်လာနိုဝင်ဘာပေါ့ဗျာနိုဝင်ဘာတရုတ်ကိုလွှဲပြောင်းပေးဖို့တွေကတောင်းဆိုလိုက်ပြီ2022ခုနှစ်ဆိုတော့၃နှစ်အကြာပေါ့ဒီခုနိုဝင်ဘာတရုတ်ကိုလွှဲပြောင်းပေးဖို့ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကအတည်ပြုခဲ့ပါတယ်အတည်ပြုလိုက်တဲ့အခါကျတော့ စူတောင်းပွဲတွေတောင်းတောင်းဖျားဖျားလုပ်ပြီးမစ္စတာဘာလဲစီဂျန်စင်အတူနာမည်ဂျန်စီစင်အရှီရှီစင်ဂျန်ဂျမ်းပါပါစီချမ်းသာပါစီအမြန်ဆုံးလွတ်မြောက်ပါစီလို့လူကြီးထောင်ထဲချီပြီးတော့စူတောင်းမြစ်တာပို့တာပေးခဲ့တဲ့စောချစ်သူရဲ့ကိုးခွေရာတရုတ်ကြားဖြန့်လုပ်ငန်းရှင်ကြီးဒီကနေ့တရုတ်ကိုပို့လိုက်တဲ့အခါကျတေတံကလွဲ့ အခြားမရှိဘူးပေါ့ဗျာရှင်စင်ချင်းဟာကမ္ဘောဒီးယားနိုင်ငံသားတယောက်လည်းဖြစ်ပြီးတော့ကောစင်တာနဲ့ကြားဖြန့်လုပ်ငန်းတွေကိုကမ္ဘောဒီးယားမြန်မာနိုင်ငံမှာမြို့သစ်တည်တည်ထောင်ပြီးတော့အကြီးအကျယ်လုပ်ခဲ့တာ2024ဩဂုတ်လ17ရက်နေ့မှာစောချစ်သူကသူ့အတွက်စူတောင်းပွဲတွေလုပ်ခဲ့တယ်သူ့ကိုယ်တိုင်တက်ရောက်ပြီးဝိပုစူတောင်းပေးခဲ့တယ်လူအဲဒါကြောင့်မို့ နိုင်ငံကလောင်းစားတရခံငွေလင်းလုပ်ငန်းများကြောင့်တရုတ်ရဲ့အလို့ရှိတရခံရှီစင်ချင်းကို ဖမ်းပြီးတဲ့အခါကြာရင်စောချစ်ဒူနယ်ဘယ်လိုလုပ်ကန်ခဲ့တယ်မင်းအောင်လိုက်ဖက်စစ်တပ်ကောင်တွေဘယ်လိုပတ်သက်လဲဘိုဂျုတ်ဘိုဂျီဘိုမူဘိုစစ်တပ်ကထိပ်ပိုင်းကောင်းဆောင်တွေကိုဘယ်လိုငွေပေးခဲ့ရလဲဆိုတဲ့အချက်တွေပေါ်လာရင်တော့ဝဲကကြည့်ကောင်းပဲဗျာကဲဒီကနေ့တော့ တူတူနဲ့လိုရင်းချုပ်ပြောရရင်တော့စောချစ်သူဒူးနဲ့မျက်ရည်တော့ရတယ်နေပေါ့ဗျာတပြင်းမှာဒီကနေ့ညမတနိုင်ငံလုံးလုံကြုံရေးအတင်းကျပ်ဆုံးမြို့တစ်မြို့ဖြစ်တဲ့ပြင်ဦးလွင်တနိုင်ငံလုံးကအံ့ဩကြီးစွာ ဖြစ်ရတဲ့အခြေအနေတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်ပြင်ဦးလွင်မြို့ကရွှေဆိုင်မြို့လေကောင်ကတော့ရွှေဆိုင်ကိုဓမြဝင်တိုက်ပါတယ်တနတ်ပါအောင်စပယ်ရွှေဆိုင်လို့သိရပါတယ် ဓမြဝင်တိုက်တဲ့အချိန်မှာမနက်9နာရီမန္တလေးလာရှိုးပြည်တော်စုလမ်းမကြီးပေါ်မှာကမောဇပန်ကွဲအမှတ်2နိုင်စင်းနင်းမှာရှိတဲ့အောက်စပယ်ရွှေဆိုင်ကို လူနှစ်ယောက်ဓမြတိုက်ပါတယ်တနက်ပါပါတယ်အဲ့ဒီမှာဗီဒီယိုကလစ်ကိုကြည့်ရင်ဟုတ်ကဲ့ဒါကြောင့်မပြေဘူးတွေ့လားဟုတ်ကဲ့မပြေဘူး ြင်းတယ်နော်လုံချုံကြီးကဓမြောက်ဝင်လုံးတယ်ဆိုင်ကယ်အုပ်ထုပ်ကြီးကိုလက်သီးနဲ့ထိုးတယ်ဓမြောက်ကတနက်နဲ့ပြစ်တဲ့အခါကျတော့အဲ့ဒီလုံချုံကြီးတယောက်သေဆုံးသွားပါတယ်မြို့လေကောင်ကြီးမှာဓမြောက်တိုက်ရဲတာဗျာပြင်းဦးလွင်တော့စစ်တပ်အခြေဆိုင်ရာမြို့အခုဆိုရင်ညနေ6နာရီဆိုစိုင်ပိတ်ရတဲ့ပြင်းဦးလွင်ဟာမနက်ပိုင်းတော့စိတ်မချခဲ့ရတော့မနက်ပိုင်းတော့စိတ်ချတယောက်ဦးရေစုံမှုကင်းမဲ့နေတဲ့ရန်ကုန်မန္တလေးအပါဝင် စစ်တပ်ရဲ့အလုံးကြုံဆုံးမြို့ဥပဒေအစိုးမိုးဆုံးမြို့စစ်တပ်ကြီးစိုးရမြို့လိုနေရာမျိုးမှာတော့ဓမြတိုက်မှုတွေဖြစ်ပွားနေတယ်လို့ဟိုတလောပဲဝိစိဓမြတိုက်ခံရတဲ့ရွှေဆိုင်တွေပတ်စံရှိတဲ့လူတွေဟာနေ့စဉ်ဓမြတိုက်မှုစိုးရင်နေရတယ်အဲ့တော့ကျွန်တော်တို့ညီမနိုင်ငံမှာဒီကနေ့ဒီအချိန်မင်းအွန်လိုင်းဖက်စစ်စေုပ်စုအာနာသိမ့်လိုက်တဲ့အတွက် ပတ်စံရှိတဲ့လူလည်းမလုံခြုံဘူးဆင်းရဲတဲ့လူလည်းမလုံခြုံဘူးပညာတတ်တဲ့လူလည်းမလုံခြုံဘူးပညာမတတ်တဲ့လူလည်းမလုံခြုံဘူးပညာရှင်လည်းမလုံခြုံဘူးပညာမဲ့လည်းမလုံခြုံဘူးဘသူမှမလုံခြုံတဲ့အခြေနာမည်ကြီးတဲ့လူလည်းမလုံခြုံဘူးနာမည်မကြီးတဲ့လူလည်းမလုံခြုံဘူးမလုံခြုံမှုတွေလွှမ်းမိုးထားပြီးတစ်ဖက်မှာစစ်တပ်ကတနက်နဲ့အကြောက်တရားရိုက်သွင်းထားတဲ့တိုင်းပြည်ရဲ့လက်ရှိအခြေအနေဟာ ကြားဖြန့်လောင်းကစားမှုနာမည်ဆုံးနဲ့ကြော်ကြားနေသောကိုဂျိုးစီဝါရှာလူတစုရဲ့လောက်ကန်ဆောင်ရွက်မှုတွေကြောင့်အဖက်ဖက်ကချွတ်ချုံကြပြီတဖက်မှာအမှုပညာရှင်တွေနာမည်ကြီးတွေနာမည်မကြီးတွေအပါအဝင်အကုန်လုံးကိုတနက်နဲ့ချိန်ချောက်ပြီးစစ်တပ်အလိုကျနေရတဲ့ဘဝကိုရောက်နေပြီးတော့တိုင်းပြည်ဟာဖုံးစိုးမြေနှစ်တကွတတိုင်းပြည်လုံးအုပ်တတိုင်းခတ်ထားတဲ့ထောင်ကြီးတစ်ခုတပွဲပြစ်နေတဲ့အခြေအနေကို ရောက်ရှိနေပါပြီငင်းမဲ့လူရှိရင်တက်လာခဲ့တိုင်းပြည်တစ်ခုလုံးအုံယိုးကာရာအုံယိုးအတွင်းမှာထောင်ချတာပြီးတခါလာအကြောက်တရားပါရိုက်သွင်းကြီးနိုင်ငင်းညင်းနဲ့တမရတိုက်လူရဲ့ခိုးခိုးဝတ်မရင်ချင်းမှုတွေနဲ့တပတ်မှာမြူစောတိတွေတခိုးချိုးတွေကိုအာနာတီမြေးတဲ့အတွက် မွေးမြူလက်သက်မွေးမြူခိုင်းစေတဲ့အကျိုးဆက်တွေရနေ့စဉ်ရာဇဝမှုထူပြောတဲ့အခြေအနေဝင်ဆိုင်နေရတဲ့နိုင်ငံသူနိုင်ငံသားအပေါင်းခင်ဗျာမိမိကိုယ်ကိုယ်ညံနဲ့စောင့်ရှောက်ပြီးလက်ရှိအခြေအနေဇိုးများကိုကြော်လွားနိုင်ဖို့တတိတမန်ညံမြေကရုဏာတကွာအခြေအနေအရရက်ကိုမပြတ်အကဲခတ်ပြီးတရင်းများကိုမျက်ခြေမပြတ်ခါ ကောင်းအေးအေးစိတ်ရှင်းရှင်းနဲ့အစိုးဆုံးအခြေအနေတွေကိုရင်ဆိုင်ကြော်ဖြတ်ရင်အနာဂတ်နိုင်ငံတော်အစ်တွေအမွေထားပါအစိုးတွေပြီးရင်အကောင်းတွေလာပါရောပါအစိုးဆုံးတွေကိုရင်ဆိုင်ကြော်ဖြတ်ပြီးရင်အကောင်းဆုံးတွေရောက်ရှိ လာပါလိမ့်မယ်ဒုက္ခဆိုတာနောက်တစ်ချိန်ကြာရင်ဟာတတွေဖြစ်ကျွန်တော်တို့လက်ဖေးဆိုင်တူထိုင်ပြီးပြောကြရအောင်ယေရှုတင်ပါတယ် စောချစ်သူဒူနဲ့မျက်ရည်တုတ်ရတဲ့အတွက်ဘာပြောခဲ့ခြင်းပါ